င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ကလူပုဂ္ဂိုလ်60ယောက်ကိုဂုံနူးဆောင်ပွဲတွေဂုံနူးဆောင်တစိမ့်တွေချီးမြှင့်အနှင်းလိုက်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကမလ73ရက်ရက်စွဲနဲ့အမိန့်ကြေညာစာထုတ်ပြန်ပါတယ်။အဲဒီလိုချီးမြှင့်ရမှာတက်မတော်ဆိုင်ရာစွမ်းရည်တတိဂုံနူးဆောင်ပွဲဖြစ်တဲ့တူရပွဲကိုဗိုလ်မှူးကြီးရန်အောင်စိုးနဲ့ဗိုလ်မှူးကြီးအောင်သူတို့ကိုချီးမြှင့်အနှင်းလိုက်တယ်လို့ဖော်ပြထားပါတယ်။ တမတော်ဆိုင်ရာစွမ်းရည်တည်ဂုံလူဆောင်တစိမ့်ဖြစ်တဲ့သူရဲကောင်းမှတ်တမ်းဝင်တစိမ့်ကိုကာကွယ်ရေးဝန်ကြီးဌာနကလူပုဂ္ဂိုလ်16ယောက်ကိုချီးမြှင့်အနင်းလိုက်ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်တည်ဂုံလူဆောင်တစိမ့်ဖြစ်တဲ့ရဲပလာတစိမ့်ကိုလူပုဂ္ဂိုလ်61ယောက်ကိုချီးမြှင့်အနင်းလိုက်တယ်လို့ဆိုပါရယ်ဒါအပြင်ဂုံလူဆောင်တစိမ့်တွေဖြစ်တဲ့စီမံထူးချွန်တစိမ့်ပထမအဆင့်ကိုတယောက်စီမံထူးချွန်တစိမ့်တတိယအဆင့်ကို၄ယောက်ဒီပညာထူးချွန်တစိမ့်ပထမအဆင့်ကို၂ယောက် ဒီပညာဒုကျွန်တစိတတရားအဆင့်ကို9ရောင်ချင်းမြအနည်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။မြောင်းမြို့နယ်ငါတရောင်မြို့တန်ကုန်းကျေးရွာမှာရိုးရအုပ်လုပ်ငန်းများလုပ်ကင်နေရထန်းဆွဲမျိုးအမြောင်အမြာရောင်းချနေရကြောင်းတန်ကုန်းကျေးရွာအုပ်လုပ်ငန်းလုပ်ကင်ရောင်းချသူတွေစီကနေသိရပါဗျ။မြောင်းမြို့နယ်တန်ကုန်းကျေးရွာထက်ပြာသူတောက်ရီဦးနဲ့ထန်းဆွဲမျိုးတို့မှာ နမေရအယောင်ရဆုံးအိုးများဖြစ်တယ်လို့ဆိုပါရယ်ထန်းတက်ဒေသတွေဖြစ်တဲ့ကြောက်ပောင်းမြို့နှက်ကြက်ခွဲရွာညောင်ဦးမြို့နယ်တောင်စင်းကြီးရွာတမကြီးရွာတောင်သာမြို့နယ်ဝဲလောင်ကြီးရွာတောင်သာမြို့ပခုတ်ကူမြို့နယ်ငါးတရောင်မြို့တို့ကတောင်ကုန်းကြီးရွာထက်ထန်းဆွဲမြို့မြို့များကသာတုံးဆွဲကြတာဖြစ်တယ်လို့အိုးလုံငယ်ရှင်ဦးမြင့်စွေကပြောပါရယ်ထန်တက်ရာဒီအမိမှာထန်းဆွဲမျိုးအများဆုံးရောင်းချရပြီးထန်းဆွဲမျိုးတစ်လုံးကို750အထိရောင်းချရတယ်လို့သိရပါဗျ။ တောင်ကုန်းကျေးရွာမှာအိုးပုံဖော်သူအိုးပညာရှင်မှအမျိုးသမီးများသာဖြစ်ပြီးအမျိုးသားတွေကမြေနယ်ချင်းအိုးပြင်ဆက်လက်ချင်းမြေတည်ချင်းလုပ်ငန်းတွေကိုသာလုပ်ကိုင်ကြပါတယ်။အိုးလုပ်ငန်းကိုနတ်တော်ပြတို့တဘိုရဲတပောင်းတကူးလာတွေမှာလှိုင်းလှိုင်းလုပ်ကိုင်ကြတာဖြစ်ပါတယ်။ညောင်မြို့နယ်ကတရားမြို့တောင်ကုန်းကျေးရွာဟာအင်ဂျီ120ကျော်ရှိပြီးတရွာလုံးဒီပါရိုးရအိုးလုံငယ်လုကန်ကြပါရရှင်။နောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မအသိဉာဏ်မဆိုပါ mingla ပါရှင်အခုချိန်ကစပြီးနောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့2025ခုနှစ်မှာပြည်ရင်းပြည်ပါဆရာတော်တန်ခါတော်အပါ120တိလရှင်ဆရာကြီးနှစ်ပါးတို့ကိုတာသနာတော်ဆိုင်ရာဝတ္ထစိတ်တော်တွေဆက်ကပ်ပူဇော်ခဲ့ပြီးလူပုဂ္ဂိုလ်73ယောက်တို့ကိုတာသနာနုဂဟဆိုင်ရာဝတ္ထစိတ်တော်တွေချီးမြှင့်ခဲ့တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ 2025ခုနှစ်တသနာတော်ဆိုင်ရာဝရစိတ်တွေစက္ကပ်ပူဇော်ခြင်းနဲ့စွန်းစံစိန်လောင်းလူပွဲကိုမလ7ရက်မနက်ပိုင်းကနေပြည်တော်မာရဝီစီယဗုဒ္ဓဥယျာဉ်တော်ပရမုံအတွင်းရှိအဂ္ဂအဓိပတိတသနာပိမံတော်ကြီးမှကျင်းပခဲ့ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလာတို့တက်ရောက်ကြည်ညိုပါတယ်။ အခမ်းအနားကိုအထူးပင့်ပိတ်ထားတဲ့နိုင်ငံတော်တန်ခတ်မဟာနယက်ကအဖွဲ့ဥက္ကဋ္ဌတနင်္မင်းကျောင်းဆရာတော်ဒေါက်တာဘဒ္ဒနာစန်ဒီမာပြီးဝန်သားနဲ့အကျိုးတော်ဆောင်ဆရာတော်တို့အမှုပြုတဲ့2025ခုနှစ်သတ္တနာတော်ဆိုင်ရာဘွဲ့ရစိတ်တွေအပူဇော်ခံမဲ့ပြည်တွင်းပြည်ပါဆရာတော်တန်ခါတော်တွေတိလရှင်ဆရာကြီးတွေကြွားရောက်တော်မူကြတယ်လို့ဆိုပါရယ် အခမ်းအနားမှာအဘိဓဇမဟာရထဂုရုဘုဒ္ဓစိတ်တော်ရာရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်နိုင်ငံတော်ပရိယတ်ထိတတနာတက္ကသိုလ်ပမောကကျောက်ဆရာတော်ကတမောတဏီယဩဝါဒကထာကိုမြွက်ကြားချီးမြှင့်တော်မူပြီးတတနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနပြောင်စုဝင်ကြီးဦးတင်ဦးလွင်ကတတနာရေးဆိုင်ရာတွေကိုရှောက်ထားပါတယ်ဆက်လက်ပြီးတတနာတော်ဆိုင်ရာဘုဒ္ဓစိတ်တော်တွေကိုဆက်ကပ်ပူဇော်ခဲ့ပြီးတတနာနုဂဟဆိုင်ရာဘုဒ္ဓစိတ်တွေချီးမြှင့်ခဲ့ကြပါတယ် ဆက်လက်ပြီးစွန်းစံစိလောင်းလူပွဲကိုကျင်းပရမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်နဲ့ဇနီတော်ကျူကျူလာတို့နဲ့အတူသက်ဆိုင်ရာတာဝန်ရှိသူတွေဌာနဆိုင်ရာဝန်ထမ်းတွေနဲ့အလူရှင်တွေကဆရာတော်တန်ဃာတော်တွေနဲ့တိလရှင်ဆရာကြီးတွေကိုစွန်းစံစိနဲ့လူပွဲဝတ္ထုပစ္စည်းတွေစက်ကက်လောင်းလူခဲ့ကြတယ်လို့သိရပါရဲ့ရှင်။ ချမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့နယ်အတွင်းတရားမဝင်အွန်လိုင်းလောင်းကစားနဲ့ငွေစည်းလိမ်လည်မှုဆောင်ရွက်နေတဲ့တရားမဝင်ပြည်ပနိုင်ငံသားတွေကိုသက်ဆိုင်ရာနိုင်ငံတွေစီပြန်လည်လွှဲပြောင်းသွားမယ်လို့နိုင်ငံပိုင်သတင်းစာမှာဖော်ပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့မလ12ရက်နေ့ကတန်ရမ်းမြို့နယ်နားဟုတ်ကျေးရွာအုပ်စုအတွင်းစစ်ဆေးခဲ့ရာတရားမဝင်အွန်လိုင်းလောင်းကစားနဲ့ငွေစည်းလိမ်လည်မှုဆောင်ရွက်နေတဲ့တရားမဝင်ပြည်ပနိုင်ငံသား165ဦးနဲ့မြန်မာနိုင်ငံသားတအူးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ တရားမဝင် online လောင်းကစားတဲ့ငွေကြေးလိမ့်လည်မှုစောင့်ရနေသူတွေကိုအလျားပေးနေရအနံပေ60ရှိတမိုးခမ်းမတလုံးခဏခန်းတွဲယာယီလူနေအဆောက်အအုံ၅လုံးလုပ်ငန်းသုံးပရိဘောကပစ္စည်းတွေ starling နှစ်စုံဖုံးမျိုးစုံအလုံး30 all in one ကွန်ပျူတာ၅လုံးနဲ့အတူဖန်ဆီးရမိခဲ့တယ်လို့ဖော်ပြထားပါတယ်လက်ရှိမှာ ဖန်စီယောမိသူတွေကိုစစ်စစ်ဆောင်ရွက်နေပြီးဥပဒေနဲ့အညီတရားစွဲဆိုအရေးယူဆောင်ရွက်နိုင်မှုပြည်ပနိုင်ငံသားတွေကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ချစ်ရင်းနှီးမှုတွေကိုရှေ့ရှုပြီးတရားရနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။ အရာချင်းွေလုပ်ငန်းဝင်မျိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်နဲ့ဇန်နဝါရီလ28ရက်ကရောင်းချခဲ့တဲ့တိလဝအရာမှာရှိတဲ့အခန်းတွေကိုယာယီနေထိုင်ခွင့်ထုတ်ပေးသွားမယ်လို့မြို့ပြနေအရာဖွံ့ဖြိုးရေးဦးစီးဌာနကသိရပါဗျ။တိလဝအရာကပြီးခဲ့တဲ့ဇန်နဝါရီလ28ရက်ကရောင်းချခဲ့တဲ့အခန်းတွေနဲ့ဆက်လျင်းပြီးချင်းွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို CID Bank ကစောင့်ရွက်နေပြီးအခန်းဝယ်ယူခွင့်ရရှိထားသူတွေကိုယာယီနေထိုင်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ လာမယ့်မလ20ရက်နေ့ကစပြီးယာယီနေထိုင်ခွင့်အကြောင်းကြားစာ ထုတ်ပေးတာတွေကိုမျိုးပြနှင့်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ယာယီနေထိုင်ခွင့်အကြောင်းကြားစာထုတ်ယူမဲ့သူတွေအနေနဲ့ကိုယ်တိုင်ထုတ်ယူမဲ့ဆိုရင်မှတ်ပုံနေမူရင်းမိတ်တူအင်အားစုစီရင်မိတ်တူတို့နဲ့ထုတ်ယူရမှာပါ။ကိုစားထုတ်ယူမဲ့ဆိုရင်တော့ကိုစလင်လွှဲဆောင်မူရင်းကာယကံရှင်နဲ့ကိုစလင်ရဲ့မှတ်ပုံတွေမူရင်းနဲ့မိတူအင်တော်စုစီရင်မိတူတို့နဲ့ထုတ်ယူရမယ်လို့ဖော်ပြထားပါတယ် ကျောင်းလုံးရေးဝင်ကြီးဌာနမြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကတံမိုးနဲ့တံမိုးသင့်အင်အားစီမံကိန်းတွေနဲ့အင်္ဂါအင်အားစီမံကိန်းတွေကိုဖော်ဆောင်ပေးနေပါတယ်။ရန်ကုန်တိုင်းဒေသကြီးနိုင်သားရရွှေပြည်သာတကုံမြို့သစ်စိတ်ကံတန်လျင်ကြောက်တန်းမြို့နယ်တွေမှာတံမိုးနဲ့အင်အားစီမံကိန်းတွေကိုတိစောက်ရောင်းချပေးနေတယ်လို့သိရပါတယ်။ အဲ့ဒီအင်အားတွေမှာရှိတဲ့အင်ကန်းတွေကိုဝယ်ယူခြင်းလို့သူတွေအနေနဲ့အင်အားနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘက်မှာအင်အားစုဆောင်းငွေစင်းဖွင့်လှစ်ပြီးစုဆောင်းငွေချက်သိန်း30ပြည့်ရင်နှစ်ရှည်အင်အားချင်းငွေယူပြီးအင်ကန်းဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။လက်ရှိမှာမြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကတန်မိုးတင်အင်အားတွေကအခန်းဝယ်ယူခွင့်ပြုကြောင်းအကြောင်းကြားစာတွေကိုအတူပြုလုပ်ပြီးအခန်းတွေလိမ်လည်ရောင်းချနေရတွေလည်းရှိနေတယ်လို့သိရပါရရှင်။ ြည်ပနိုင်ငံအသီးသီးနဲ့စိတ်ကန်းအသီးသီးရဲ့သင်္ဘောတွေပေါ်မှာတာဝန်ထမ်းဆောင်ရင်အကြောင်းအမျိုးမျိုးကြောင့်မြန်မာနိုင်ငံကိုပြန်လာဖို့အခက်အခဲကြုံတွေ့နေရတဲ့မြန်မာသင်္ဘောသားတွေကိုမြန်မာနိုင်ငံပြည်လင်ကူသင်္ဘောသားအလုံသမားများအဖွဲ့ချုပ် MSF ကကူညီပေးတော့မယ်လို့သိရပါတယ်တင်မောရီပေါ်မှာတာဝန်ထမ်းဆောင်ရင်အကြောင်းအမျိုးမျိုးကြောင့်ထိမ့်သိမ်းခံရရတဲ့တင်မောသားတွေရဲ့မိသားစုတွေအနေနဲ့ ်ပေနိုင်ငံဘယ်စိတ်ကမ်းမှာထိမ့်သိမ်းခံထားရပြီးမိခင်မြန်မာနိုင်ငံကိုပြန်လာဖို့အခက်အခဲကြုံတွေ့နေရတာလုပ်ငန်းတွေထိခိုက်ဒဏ်ရာရတာစတာတွေကြောင့်ပြန်လာဖို့အခက်အခဲရှိနေတာတွေကိုအကြောင်းကြားဖို့ MSF ကအသိပေးထားပါတယ်လက်ရှိမှာတော့အကြောင်းမျိုးမျိုးကြောင့်ထိမ့်သိမ်းခံရတဲ့တင်မောသားမျိုးမရှိသေးပေမယ့်တိခိုက်ထင်ရကြောင့်ပြန်လာဖို့အခက်အခဲကြုံတွေ့နေရတဲ့မြန်မာတင်မောသားတွေကတော့ကူညီပေးနေရတယ်လို့မြန်မာနိုင်ငံပင်လယ်ကူးတင်မောသားအလုံသမားများအဖွဲ့ချုပ် MSF ရဲ့ဒုတိယဥက္ကဋ္ဌဦးဟုတ်စွန်းကပြောပါရယ် အလိုရတဲ့လူရဲ့ဖြစ်ပေါ်ပေါ်မူတည်ပြီးတော့လိုရတာတွေဆောင်ရွက်တာပေါ့ဘလို့ပဲလို့ဖြစ်စဉ်တွေကမျိုးမျိုးရှိတာပေါ့။တန်ရာရတာပါတယ်ပဲရှိတာ။ခင်းနေတာတော့မရှိဘူး။ငြင်းရလာပြီးအကူရေတောင်းရင်ပေါ့။တော်တော်ကြတော့ဒီကတည်းကရရနဲ့နှစ်ယောက်အတွက်ကတော့နေရတန်လာလို့ကုသစီပိုင်းတာလို့ဟုတ်တော့ဆောင်ရွက်ပေးနေကြီး။တယောက်ကတော့ရန်ကုန်ပြန်ရောက်လာ။လက်ရှိကာလမှာထိန်းသိမ်းခံရတယ်ဆိုတော့ဘုရုကာလမှာတခုမှမရှိဘူး။ အဲ့ဒီလိုမြန်မာနိုင်ငံကိုပြန်လာဖို့အခက်အခဲကြုံတွေ့နေရတဲ့မြန်မာတင်မောသားမိသားစုတွေအနေနဲ့တင်မောသားအမည် CDC နံပါတ် Passport နံပါတ်တင်မောအချက်အလက်တွေမြန်မာနိုင်ငံမှာရှိတဲ့ဒေသခံကိုယ်စားလှယ်အမည်နဲ့ယုံလိပ်စာနိုင်ငံသားမှာရှိတဲ့တင်မောပိုင်ရှင်အမည်နဲ့ယုံလိပ်စာတွေကို MSF ကိုတင်ပြရမှာဖြစ်ပါတယ်။အဲ့ဒီအပြင်အထင်းသိမ်းခံရတဲ့အကြောင်းရင်းနဲ့နေရာဒီလိုထင်းသိမ်းခံရတဲ့အပေါ်ဒေသခံကိုယ်စားလှယ်ကဆောင်ရွက်ထားတာရှိမရှိ ရှိခဲ့ရင်လည်းဘယ်လိုဆောင်ရွက်ထားရဲဆိုတဲ့အချက်အလက်တွေကိုအထောက်အထားနဲ့တကွတင်ပြရမှာ ဖြစ်ပါတယ်မြန်မာနိုင်ငံမှာတရားဝင်တင်မောသားအဖြစ်မှတ်ပုံတင်ထားသူကတသိန်းကျော်သားရှိပြီး9000လောက်ကသာတင်မောပေါ်အတက်အဆင်းလုပ်နေကြပါတယ်ရှင်မင်္ဂလာပါရှင်အခုချိန်ကစပြီးနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ် ရပောင်း30အပြည့်ခက်ရန်စဲရေးဆိုင်ရာအမေရိကန်အစိုးပြုချက်ကိုမူအရသဘောတူကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကမလ23ရက်နေ့ကပြောကြားကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်။အပြည့်ခက်ရန်စဲရေးနဲ့ပတ်သက်ပြီးအမေရိကန်အစိုးပြုချက်ကမှန်ကန်ပါတယ်။ထောက်လဲထောက်ခံနေလို့သမ္မတပူတင်ကပြောပါတယ်။ဒါပေမဲ့ထပ်ပြီးတော့အမေရိကန်လုတ်ဖို့ကိုင်မတ်တွေအရာရှိတွေတာဝန်ရှိကိုယ်စားလှယ်တွေနဲ့ဆွေးနွေးဖို့လိုအပ်တယ်လို့ဆိုပါရယ်။ဒါအပြင်ကတ်စတေတာမှာယူကရိန်းတပ်တွေကနောက်ဆုံးခြေကုပ်စခန်းမှာဝင်ရံထားကြောင်း တမရဘူဒင်းကမှတ်ချက်ပြုခဲ့ပြီးအပြည့်ခက်ရစေးမစတင်မီလက်နက်ချဖို့လည်းလိုအပ်တယ်လို့ပြောပါရယ်အပြည့်ခက်ရစေးချိုးဖောက်မှုဖြစ်နိုင်ခြေကိုထိန်းချုပ်ဖို့အတွက်ရန်ရာတစ်ခုပေါ်ဆောင်ဖို့လိုအပ်တယ်လို့တမရဘူဒင်းကဆိုပါရယ်တက်ပွဲရရဖို့အဆိုပြုချက်တွေကိုသဘောတူကြအောင်အပြည့်အခက်ရစေးဟရေရှည်တည်တဲ့နဲ့ငင်းချင်းရေးကိုဥတည်ပြီးအကြအတဲရဲ့မူလစင်းမြစ်ကိုအမြန်ဆုံးရှာဖွေတင့်ကြောင်းလဲတမနာပူတင်ကပြောကြားထားပါတယ်တမနာထရန်ကတော့အပြည့်အခက်ရစေးသဘောတူဖို့ ရုရှားအပေါ်မှူတည်ရလို့ပြောကြားထားပြီးငြိမ်းချမ်းရေးတိုးပွားမှုတွေကိုညှင်းဆိုပါကရုရှားအပေါ်ပိတ်ဆို့အရေးယူမှုအသစ်တွေထပ်မံဆောင်ရွက်သွားမယ်လို့ထင်းချောက်ပြောဆိုထားပါတယ်ရှင်။ ရိကန်နဲ့ယူကရိန်းဘက်ကတာဝန်ရှိသူတွေဟာ Saudi Arabia နိုင်ငံမှာငင်းချင်းရေးဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်ယူကရိန်းကအမေရိကန်အဆိုပြုတဲ့တလကြာအပြည့်ခက်ရစေးရေးကိုလက်ခံကြောင်းတမရဇယ်လန်စကီရဲ့ပြောကြားမှုကိုကိုးကားပြီး BBC ကဖော်ပြထားပါတယ်။ယူကရိန်းနိုင်ငံကလက်ခံတဲ့အပြည့်ခက်ရစေးရေးအဆိုပြုချက်မှာဝေဟင်းနဲ့ရေပြင်မှာတိုက်ခိုက်တာမပါဝင်ပေရုရှားနဲ့ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးမှာတိုက်ခိုက်တာရစေးဖို့ပါဝင်တယ်လို့ဇယ်လန်စကီကဆိုပါတယ်။ ်ဒါဟာအပြုတ်သဘောဆောင်တယ်လို့ကျွန်တော်တို့ယူဆတယ်လို့သမ္မတဇယ်လန်စကီးကပြောပါရယ်အမေရိကန်အနေနဲ့အပြစ်အခက်ရင်ဆဲဖို့ရုရှားကို နားချရမှာဖြစ်ပြီးရုရှားကသဘောတူတာနဲ့အပြစ်အခက်ရင်ဆဲမှုစတင်မယ်လို့ယူကရိန်းသမ္မတကဆိုပါရယ်ထောင်လိုင်းသတင်းတွေမျှဝေမှုရဆိုင်ထားတာချက်ချင်းရုတ်သိမ်းပြီးယူကရိန်းကိုလုံခြုံရေးအကူအညီပေးမှုပြန်လည်စတင်မယ်လို့ဆွေးနွေးမှုအပြီးယူကရိန်းနဲ့ပူးတဲ့ထုတ်ပြန်ချက်တစ်ခုမှာအမေရိကန်ဘက်ကပြောပါရတယ် စစ်ပွဲအဆုံးသတ်ဖို့ရုရှားနိုင်ငံအပေါ်မှူတည်နေပြီလို့အစည်းအဝေးအပြီးမှာအမေရိကန်နိုင်ငံသားရင်းဝင်ကြီးမာကိုရူဘီယိုကပြောပါရယ်ယူကရိန်းသမ္မတဆယ်လန်စကီကငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ပထမအခြေလမ်းအဖြစ်လက်ခံမယ်လို့မလာဆနရနီကပြောကြားခဲ့ပါရယ်အမေရိကန်သမ္မတထရန့်ကလည်းရပ်ပေါင်း30အပြည့်ခက်ရစဲသဘောတူညီမှုအပေါ်ပူတင်ဘက်ကပြန်လည်တုံ့ပြန်မယ်စကားကိုစောင့်မျှော်နေတာဖြစ်ပါရယ်ရှင် ူကရိန်းကသိမ်းယူထားတဲ့ gas data ရှိနေမြေ86ရာခိုင်နှုန်းကျော်ကိုရုရှားဘက်ကပြန်လည်သိမ်းယူနိုင်ပြီဖြစ်ကြောင်းရုရှားအစိုးရပိုင်းမီဒီယာတွေမှာဖော်ပြထားတယ်လို့ရိုက်တာသတင်းကဆိုပါတယ်။ area စုရန်ကီလိုမီတာ1100ကျော်ရှိ gas data ကနေမြေ86ရာခိုင်နှုန်းကျော်ကိုရုရှားတပ်ဖွဲ့တွေကပြန်လည်သိမ်းယူခဲ့ကြောင်းတမရဗလာဒီမာပူတင်ကမလာ12ရက်နေ့က gas data ကိုတွားရောက်ပြီးရုရှားစစ်တပ်ရဲ့စစ်ဦးစီးချုပ်နဲ့တွေ့ဆုံစင်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ ူကရိန်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဩဂုတ်လကလေးကကားစတေတာအနောက်ဘက်ခြမ်းကိုဝင်ရောက်လာခဲ့တဲ့အတွက်ရုရှားစစ်တပ်ကအရှိန်မြင့်ထိုးစစ်ဆင်နေပါတယ်။မဝေးတော့တဲ့အနာဂတ်မှာရန်သူကိုအမြန်ဆုံးပြပြတသားအနိုင်ဝီအရှိန်မြင့်ထိုးစစ်ဆင်သွားမှာလည်းဖြစ်ကြောင်းရုရှားသမ္မတကထက်လောင်းပြောကြားထားပါတယ်။တဖက်မှာလည်းကတ်စဒေတာပါရှိတဲ့ယူကရိန်းတပ်တွေကိုအမြန်ဆုံးရှင်းလင်းတိုက်ထုတ်ဖို့ရုရှားသမ္မတကညွှန်ကြားထားတယ်လို့သိရပါရဲ့ရှင်။ တရုတ်နိုင်ငံဟာအီရန်နျူကလ িয়ার အရေးနဲ့ပတ်သက်လို့ရုရှားအီရန်တို့နဲ့ဘေဂျင်းမြို့တော်မှာအရှင်အဖြစ်မလ14ရက်မှာတွေ့ဆုံဆွေးနွေးဖို့ရှိရလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးရိုက်တာသတင်းမှရေးသားထားပါတယ်။အဲဒီဆွေးနွေးပွဲတက်ဖို့ရုရှားနဲ့အီရန်နှစ်နိုင်ငံစလုံးကဒုတိယနိုင်ငံသားရေးဝန်ကြီးတွေဆီလွတ်မယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကချုပ်ဆိုခဲ့တဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်နဲ့အတူအီရန်နဲ့ရုရှားတို့အကြားဆက်ဆံရေးဟာ2022ခုနှစ်ယူကရိန်းစစ်ပွဲစတင်ကလေးကနက်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ပေကျင်းမှာဆွေးနွေးကြမဲ့အဆိုပါအစည်းအဝေးတွင်တရုတ်ဒုတိယနိုင်ငံသားရေးဝန်ကြီးကတဘာပတိအဖြစ်ဆောင်ရွက်မှာဖြစ်ကြောင်းနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်းကမလ12ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်။ အီရန်ရဲ့ယူရေနီယံတိုးလောင်မှုတိုးချဲ့တာနဲ့ပတ်သက်လို့မလာ၁၄ရက်နေ့မှာကျင်းပမဲ့နယူးယောက်မြို့ကုလသမဂ္ဂလုံခြုံရေးကောင်စီတကားပိအစည်းအဝေးပြီးအခုဘေကျင်းမှာဆွေးနွေးပွဲကိုပြုလုပ်ဖို့အစီအစဉ်ခဲ့တာဖြစ်ပါတယ်။အီရန်နျူကလ িয়ার အစီအစဉ်ကိုကင်တွယ်ချေချေမှုနိုင်ငံတကာကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ရုရှားနိုင်ငံဆိုင်ရာအီရန်တန်အမတ်နဲ့မိမိတို့ဆွေးနွေးခဲ့ကြောင်းရုရှားဒုတိယနိုင်ငံသားရေးဝန်ကြီးကပြီးခဲ့တဲ့သတင်းပတ်အတွင်းကပြောကြားထားပါတယ်။ အီရန်နဲ့ဆက်သက်ရမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရကိုရုရှားကကူညီဖို့သဘောတူခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်အထက်ပါအတိုင်းနျူကလ িয়ার အရေးဆွေးနွေးဖို့ဘေကျင်းကအတည်ပြုခဲ့တာဖြစ်ပါတယ်။အီရန်ကတော့သူ့ရဲ့နျူကလ িয়ার ပိုင်ဆိုင်မှုဟာလက်နက်အစင်းဖြစ်သုံးနိုင်တဲ့နျူကလ িয়ার တန်းစီရင်မလုပ်ကြောင်းညှိစို့ထားတာဟာကာလအတန်ကြာပြီဖြစ်ပါတယ်ရှင်။ မလ23ရက်နေ့ညနေပိုင်းကအမေရိကန်ပြည်သို့ဒန်ပါပြည်ပဆိုင်ရာလေဆိပ်မှာအမေရိကန်လေကြောင်းလိုင်းကပြေးဆွဲနေတဲ့ Boring 737800အမျိုးအစားလေယာဉ်အင်ဂျင်မိလောင်မှုဖြစ်ပွားခဲ့ကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။ခီးတဲ့192ဦးနဲ့လေယာဉ်အမှုရန်6ဦးလိုက်ပါလာတဲ့ Colorado Springs မြို့ကနေ Dallas Fort Worth ကိုပြန်တန်းလာတဲ့ Boring 737800အမျိုးအစားလေယာဉ်ဟာအင်ဂျင်လောင်ကျွမ်းမှုကြောင့်ဒန်မာပြည်ပဆိုင်ရာလေဆိပ်ကိုလေကြောင်းပြောင်းဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။လေယာဉ်အင်ဂျင်တုန်ခါမှုကြောင့်အရေးပေါ်ဆင်းသက်စဉ်မိလောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်။မိလောင်ကျွမ်းမှုကိုအချိန်မီငြိမ်သက်နိုင်ခဲ့ပြီးဟီးတဲ့အလုံးဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ဒန်မာပြည်ပဆိုင်ရာလေဆိပ်က ပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။ အကင်းဖြစ်ပေါ်ရနေရာမှာမိခုံးငွေတွေပြည့်ရှင်နေတာကြောင့်အ мян ဆုံးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီးမိလောင်မှုဖြစ်စဉ်ကြောင့်ဒဏ်ရာသူခီးတဲ့၆ဦးကိုစေရုံကိုအ мян ဆုံးပို့ဆောင်ခဲ့ကြောင်းအမေရိကန်လေကြောင်းလိုင်းကပြောရေးဆိုခွင့်ရှိသူတဦးကပြောပါရရှင်လက်ရှိမှာ Bitcoin ဈေးနှုန်းအတက်အကျကအလွန်မြန်ဆန်နေတာကြောင့် ယင်းနှိမ့်နှံသူတွေအတွက်များစွာတည်ရောက်မှုတွေဖြစ်ပေါ်နေရလို့ဈေးကွက်ကျွမ်းကျင်သူတွေကခမန်းသုံးသက်ထားကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်။အမေရိကန်သမ္မတတရန့်လက်ထက်မှာခရစ်တိုကာရန်စီဈေးကွက်ကအလျင်အမြန်ပြောင်းလဲလာတာကြောင့်ယင်းနှိမ့်နှံသူအသစ်တွေအတွက်တုံ့လောက်ချောက်ချောက်မှုများစွာလည်းဖြစ်ပေါ်ခဲ့တာပါ။ထရန့်ကျန်းသစ္စာကျင်းဆိုပြီးနောက်6ပတ်အကြာမှာပေကွာဟာကမ္ဘာလုံးဆိုင်ရာ store share ရောင်းအဝယ်တွေကိုရိုက်ခတ်ခဲ့ပြီးဈေးကွက်အပြောင်းအလဲများစွာလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ အခုသတင်းမှတ်တွင် အကြီးဆုံး cryptocurrency ငွေကြေးတစ်မျိုးဖြစ်တဲ့ Bitcoin ဈေးနှုန်းကအမေရိကန်ဒေါ်လာ8000ဝန်းကျင်ကိုကျဆင်းသွားပြီးအယောင်အဝယ်လည်းအေးနေရလို့လေလာသူတွေကပြောပါရယ် Bitcoin ဈေးနှုန်းကအမေရိကန်ဒေါ်လာ33000ကနေ8000ဝန်းကျင်ကိုကျဆင်းသွားပြီးတစ်နှစ်တာအတွင်းအနေဆုံးဈေးနှုန်းကျဆင်းမှုကိုကြုံတွေ့နေရတာဖြစ်ပါရယ် ကမ္ဘာအကြီးဆုံး cryptocurrency တစ်မျိုးဖြစ်တဲ့ Bitcoin ဈေးနှုန်းကဇန်နဝါရီအတွင်းကအမေရိကန်ဒေါ်လာ33,952ဒေါ်လာအထိစံချိန်တင်မြင့်တက်ခဲ့ပေမဲ့လက်ရှိမှာအမေရိကန်ရဲ့အကောက်ခွန်မူဝါဒအသစ်တွေကြောင့်ဈေးကွက်အပြောင်းအလဲများစွာကြုံတွေ့နေရတာဖြစ်ပါတယ်။ဈေးနှုန်းကျဆင်းမှုကြောင့်မကြသေးမီကမှဝယ်ယူထားသူတွေအတွက်ဆုံးရှုံးမှုတွေရှိခဲ့ပြီးယင်းနှမြုံနယ်သူအသစ်တွေအတွက်လည်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရကြောင်းလေလာသုံးသပ်သူတွေကပြောပါရရှင်။ နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတီးအီမိုဆိုပါ明和ワシンအခုချိန်ကစပြီးနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာအားကစားသတင်းတွေကို တင်ဆက်ပေးပါမယ် မယုံအသိအနေနဲ့ချန်ပီယံဆုတွေကိုမျောလင်းနိုင်ဖို့အတွက်ဖာနန်ဒက်စ်ရဲ့အကူအညီလိုအပ်တယ်လို့နီးပြအမော်ရင်ကဆိုစီဒက်အသင်းနဲ့ပွဲပြီးမှပြောပါရယ်။ဆိုစီဒက်အသင်းနဲ့ကစားခဲ့တဲ့ယူရိုပါလီ16အသင်းအဆင့်ဒုတိယအကျော်ပွဲမှာမယုံအသိ၄ဂိုးတဂိုးနဲ့အနိုင်ရခဲ့ရမှာဖာနန်ဒက်စ်ကဟက်ထရစ်သွင်းယူပေးခဲ့တာဖြစ်ပါရယ်။ဖာနန်ဒက်စ်ကမယုံအသိနောက်ဆုံးရခဲ့တဲ့သွင်းဂိုး73ဂိုးမှာ72ဂိုးအထိပါဝင်ပတ်သက်ထားတယ်လို့မယုံအသိနဲ့အတူနောက်ဆုံး6ပွဲမှာ6ဂိုးသွင်းယူပေးထားခဲ့တာဖြစ်ပါရယ်။ ဘရူနိုဖာနန်ဒက်စ်ကအသင်းအတွက်ပြည့်ပြည့်စုံတဲ့အသင်းကောင်းဆောင်ဖြစ်တယ်လို့ချန်ပီယံဆုတွေရယူခြင်းနဲ့ဆိုရင်သူ့အကူအညီကိုလိုအပ်ပါတယ်လို့နီးပြအမော်ရင်ကပြောသွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းမန်ယူသင်းရှေ့ရာရှင်ရက်ကလစ်ကအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကပရိုစိတ်တဲ့ပြေဝတယ်လို့အသင်းအတွက်လည်းပွဲတိုင်းကြိုးစားကစားပေးနေတာဖြစ်လို့အသင်းအနေနဲ့ဘရူနိုဖာနန်ဒက်စ်ကိုပိုင်ဆိုင်ခွင့်ရထားတာဟာကံကောင်းပါတယ်လို့ထည့်ထူထားပါသေးတယ်။ မန်ယူအသင်းဟာယူရိုပါလီကွာတာဖိုင်နယ်မှာလိုင်ယွန်အသင်းနဲ့ဆက်လက်ရှင်ပြရမှာဖြစ်ပါတယ်ရှင်။ဂျာမနီကွင်းရဲ့လူကီမေရှာဘိုင်ယန်မြူနစ်အသင်းနဲ့လင်းလင်းစာချုပ်အတွက်ကိုချုပ်ဆိုလိုက်တဲ့အတွက်2029အထိမြူနစ်အခြေစိုက်အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ကီမရှိယစာချုပ်ကအခုရာသီကုန်မှာကုံဆုံးမှဖြစ်တယ်လို့အာဆင်နယ်အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်ဒါကြောင့်လေဘိုင်ယန်မြူးနစ်အသင်းကစာချုပ်တဲ့ချုပ်ဆိုဖို့ကိုဆွေးနွေးခဲ့ရမှာအချိန်တိုအတွင်းမှာပဲသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။အသက်30ရွယ်ကင်မရှာ2015မှာလိုက်စစ်အသင်းကနေဘိုင်ယန်အသင်းကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးအသင်းအတွက်ပြိုင်ပွဲစုံ429ဝက်မှာ43ဂိုးသွင်း115ဂိုးဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်တင်းမှာအကစားဆိုင်ရာရည်မှန်းချက်တွေပြေဆုံးခဲ့တယ်လို့အတင်းပဝင်းကျင်ကလည်းသူ့အတွက်ကောင်းမွန်တဲ့ပဝင်းကျင်ဖြစ်လို့စာချုပ်တွေချုပ်ဖို့ကိုဆုံးဖြတ်ခဲ့တာလို့ကီမစ်ကပြောပါတယ်ကိမရှာဘိုင်ယန်မြူနစ်အသင်းနဲ့တူဘောချက်လီကာချန်ပီယံဆုချစ်ချိန်နဲ့ချန်ပီယံဆုဗလာတစ်ချိန်ရရှိထားပါရဲ့ရှင်။ ပြင်းထန်လက်ရွေးစင်ရင်တဲ့6လကြာဝေးကွာခဲ့ပြီးနောက်မလအတွင်ကစားမဲ့နိုင်ငံတကာပွဲစဉ်အတွက်ပြင်းထန်အသေးလူစီးရင်မှတိုက်စစ်မှုအမ်ဘာဘီပြန်လည်ပါဝင်လာခဲ့ပါတယ်။2018ကမ္ဘာဖလားကိုပြင်းထန်အသေးနဲ့အတူရရှိထားခဲ့တဲ့ MBB ဟာကြန့်ခိုင်မှုမပြေဝတာကြောင့်ပြီးခဲ့တဲ့နှစ်အော်တိုဘာလနဲ့နိုဝင်ဘာလတွေမှာကစားခဲ့တဲ့ပြင်းထန်အသေးရဲ့ပွဲတွေကိုလွဲကျော်ခဲ့တာဖြစ်ပြီးအခုလာတဲ့ခရိုအေးရှားအသေးနဲ့ကစားမဲ့ Nation League Quarter Final ပွဲတွေမှာအသင်းကောင်းဆောင်အဖြစ်ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။ MNB ဟာပြင်းထန်လက်ရွေးစည်အသင်းအတွက်86ပွဲမှ48ကိုသွင်းယူပြီး35ကိုဖန်တီးပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ပြင်းထန်လက်ရွေးစည်အသင်းရဲ့တတိယသွင်းကိုအများဆုံးကစားသမားဖြစ်ယက်တီနေတဲ့အမ်ဘာဘီအနေနဲ့ဒုတိယနေရာမှာရှိနေတဲ့အွန်နရီရဲ့52ဂိုးစံချိန်ကိုချိုးဖြတ်နိုင်မှုနှိစက်နေတာလည်းဖြစ်ပါတယ်။ပြင်းထန်သင်းဟာမလ20ရက်နေ့နဲ့23ရက်နေ့တွေမှာကရိုအေးရှားအသင်းနဲ့နေရှင်းလိပွဲကစားရဖို့ရှိနေတာဖြစ်ပါတယ်ရှင်။ အင်ဒီယန်ဝဲမျိုးသမီးတဦးချင်းတန်နစ်ပြိုင်ပွဲမှာလက်ရှိချန်ပီယံပိုလန်တန်နစ်မဲဆွေရတက်စမီဖိုင်နယ်တက်ပါတယ်။ကွာတာဖိုင်နယ်အဆင့်မှာဆွေရတက်ဟာပြီးခဲ့တဲ့နှစ်ပဲရစ်အိုလံပစ်တုန်းကရှုံးနိမ့်ထားခဲ့မှုတဲ့တရုတ်တန်နစ်မဲကြံကျင်းဝင်နဲ့ဆုံတွေးခဲ့တာဖြစ်ပြီးအခုတစ်ကြိမ်တွေ့ဆုံမှုကတော့ဆွေရတက်ကလက်စွမ်းမိုက်အသာစီးနဲ့အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ပြမောက်ပွဲလက်ကစားပြီးချိန်မှာဆွေရတက်က6-3ဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်လို့ဒုတိယပွဲလက်မှာလည်း9-1နဲ့ဥဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ရာသီဥတုဆိုးရွားလာခဲ့လို့ပွဲကိုခိတရနာခဲ့ရပြီးမှပြန်လည်ရှင်မြိုင်ခဲ့ရတာဖြစ်ပါတယ်။ပွဲကိုပြန်လည်ရှင်မြိုင်ချိန်မှာကြံကျင်းဝင်ကအမတ်တွေတောက်လျှောက်ယူနိုင်ခဲ့ပေမယ့်ဒုတိယပွဲလည်းပြီးဆုံးချိန်မှာလည်းဆူယာတက်က6-3ဆိုတဲ့ရလနဲ့ထပ်မံအနိုင်ရခဲ့တာပါ။ဒါကြောင့်ပွဲပြီးမှာတော့ဆူယာတက်ကကြံကျင်းဝင်ကို6-3 6-3ဆိုတဲ့နှစ်ပွဲပြည့်ရလနဲ့အနိုင်ရပြီးစမီဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ။ semi final မှာတော့ဆူယာတဟရုရှားဆယ်ကျော်တဲ့ tennis man andriva နဲ့ဆက်လက်ရှင်ပြရမှာဖြစ်ပါရဲ့ရှင်။ဒလူဘီယိုဟဲဗီဝိတ်တန်ချန်ပီယံစုကာကွယ်ပွဲဖြစ်ဂျိုဆက်ပါကာနဲ့ထိုးတက်ဖို့ဆွေးနွေးမှုတွေစတင်နိုင်ရတဲ့အတွက်ယူကရိန်းနိုင်ငံသားဦးဆက်ကို WBO ဘက်က အကြောင်းကြားထားတယ်လို့သိရပါဗျ။ ဒါကြောင့်ဦးဆက်ဟာပါကားနဲ့ထိုးတက်ဖို့အတွက်တလာအတွင်းသဘောတူညီမှုရဖို့ကိုကြိုးပမ်းရတော့မှလည်းဖြစ်ပါတယ်။ဦးဆက်ဟာပြီးကြတဲ့နှစ်ဒီဇင်ဘာမှာတိုင်ဆန်ဖြူရီကိုအနိုင်ယူပြီးနောက် WBC, WBA နဲ့ WBO Heavyweight Dan Champion စုတွေကိုကာကွယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ဦးဆက်ဟာ Heavyweight Dan ကမ္ဘာချန်ပီယံစုများပေါင်းစည်းရေးပွဲအဖြစ် IBF heavyweight dan ကမ္ဘာချန်ပီယံ Dubois နဲ့ထိုးတက်ဖို့ကိုစကားပြောဆိုမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဗြိတိနိုင်ငံသားဒူဘော့စ်ကတော့ဖေဖော်ဝါရီ22ရက်နေ့မှာပါကားနဲ့ထိုးတက်ဖို့စီစဉ်ထားခဲ့ပေမဲ့ကျန်းမာရေးအခြေအနေကြောင့်ပွဲကိုဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။နယူးဇီလန်နိုင်ငံသားပါကားဟာ WBO Heavyweight တန်းကမ္ဘာချန်ပီယံဆုကို2016နဲ့2018တွေမှာရယူထားခဲ့ပြီး2018မှာတော့ဗြိတိနိုင်ငံသားဂျော့ရှုအာကိုရှုံးနိမ့်ပြီးချန်ပီယံဆုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်ရှင်။နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာအားကစားသတင်းတွေကိုတင်ဆက်ပေးကြတာပါ ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတင်းမို့ဆိုပါ